ဒီသားမီးရဲ့အခြေအနေလေးရဒီသားမီးလက်ရှိရလွတ်သွားတာလားဒါမှမဟုတ်သူတို့အေးအေးယူထားတာလားကျွန်တော်တို့တက်နိုင်ရင်တက်နိုင်တဲ့ဟာလေးကိုကူညီခြင်းနဲ့ရှိနေတယ်ဆိုလို့ရှိရင်လည်းသူတို့အိမ်လေးစာလေးကိုသိခြင်းနဲ့အေးအေးယူခံရတယ်ဆိုလို့လည်းကျွန်တော်တို့ဒီသူတို့ကဗမာရှိတယ်ဝန်ထမ်းတွေရောဒီတာဝန်ရှိတဲ့လူတွေရောဒီဗီဒီယိုထဲမှာပါတဲ့လူတွေအကုန်လုံးကိုသက်ဆိုင်ရာကသွားတယ်လို့သိရပါတယ်သူတို့စစ်ဆေးတယ်လို့နေအခုရိုက်နေတာကြီးကမြင်ကွင်းတိတ်မလှအောင်မြင်လို့ကြိလို့လည်းမကောင်းစိတ်ထားလည်းမကောင်းငါတခေါက်ဘက်ကနားလို့ပြောတာမဟုတ်ဘူးနော်နေမတရားလုပ်နေတာကိုငါ အားလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးရိုက်ကြိုဆိုလိုက်ပါတယ်။မို့ဒီနေ့တက်ဆက်ပေးခြင်းတဲ့တလေးလေးကတော့ line မှာနံမည်ကြီးနေတဲ့ဒီ line တာရဘိုဂျိုလမ်းမပေါ်မှာရှိတဲ့ Twitter သူအထင်နဲ့စရုံးဆိုင်ပိုင်ရှင်ဒီအမျိုးသမီးကတော့သူ့ဆိုင်ထဲကိုဝင်ကိုတဲ့ဒီသခိုးသားမိကိုဒီရိုက်နဲ့ဆုံးမယူနေမဟုတ်ဘူးနေဘူးတဲ့ကတက်တိုင်မှာပါကြိုးချိထားတယ်ပေါ့နော်။ဒီတလေးနဲ့ပတ်သက်ပြီးတော့ဒီ line တာရကိုကြီးပါဝင်ဒီ line ပေါ်မှာရှိတဲ့ဆယ်လီအကိုမတွေကလည်းဒီဗီဒီယိုလေးကိုမြင်ပြီးတော့တနာသွားတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီသခိုးသားမိကိုဒီဆက်သွယ်ပြီးတော့လှူဒန်းပေးခြင်းနဲ့ဆိုပြီးတော့ပြပြလာတယ်ပေါ့နော်။ဗီဒီယိုရဲ့ပါဆို ရှင်တော့အပြည့်အစုံပါပါတယ်။တခိုးအပေးပြီးတော့မဟုတ်ဘူးဒီဗီဒီယိုကိုကြည့်ပြီးတော့စိတ်ထဲတွေမကောင်းဖြစ်မိရေပေါ့နော်။အခုကြည့်နေတဲ့အမျိုးတွေထဲမှာလည်းဒီလိုမျိုးခံစားချက်တွေတူတယ်ဆိုလို့ရှင်တော့မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုဝင်ဖို့ဖိတ်ခေါ်ပါရှိ။ဒါဆိုတော့ဗီဒီယိုလေးကိုစတင်ကြည့်ရအောင်နော်။အခုပေါ့နော်လှိုင်းသားရမှာစိုင်ထဲမှာဝင်ခိုးလို့ဆိုပြီးတော့လေအဲ့လိုကျိုးတုပ်ပါးတွေရိုက်နေဘူးထဲမှာလှမ်းတဲ့ဒီအမကြီးရဲ့ဒီဆိုင်ရဲ့နောက်ဆုံးသတင်းပေါ့နော်အဲ့ဒါလေးကျွန်မသိရတဲ့လောက်ပြောမယ်အဲ့ဒီအကျူးလွန်တဲ့ဝန်ထမ်းတွေရော ဒီတာဝန်ရှိတဲ့လူတွေရောဒီဗီဒီယိုထဲမှာပါတဲ့လူတွေအကုန်လုံးကိုသက်ဆိုင်ရာကခေါ်သွားတယ်လို့သိရပါတယ်သူတို့စစ်ဆေးတယ်လို့ပြောတယ်ဒါပေမဲ့ကျမကတခုသိချင်တာကလေအခုချိန်ထိဒီဟိုဟာလေဒီကျူးလွန်ခံရတဲ့အမားကြီးတို့တားမိလေအခုချိန်ထိကျမလိပ်စာမရသေးဘူးရှင်ကျမလေ TikTok မှာလည်းတင်တယ် Facebook မှာလည်းတင်တယ်တော်တော်များများ comment တွေအောက်မှာလည်းကျမ like ရှာကြည့်တယ်အခုချိန်ထိဘယ်သူမှလေပြောမယ်လို့မရှိဘူးအဲ့ဒီလိပ်စာကိုလေဟုတ်ဆိုကျမလည်းအခုလေကုညီမယ်လို့ကုညီမယ်လို့ပြောထားပြီးသားဖြစ်တဲ့အတွက်ကျမကုညီဖို့အတွက်ရှာနေရ ကြောင့်မလို့ကျမတို့လေလိမ့်စာတိတဲ့လူတွေကလေကျမတို့ TikTok Messenger ဖြစ်ဖြစ်ဖုန်းနဲ့ဖြစ်စေတက်တက်တစ်ချက်ဆက်ဆက်သွယ်ပေးပါလို့เนาะအဲ့ဒါလေးသိချင်လို့ပါကျမတို့ဒီဖုန်းတွေကို TikTok တို့ဒီ social media ဆိုတာလေလူတယောက်ကဘဝကိုထိုးတင်တော့လဲဒီဟာပဲเนาะဒီလိုမျိုးထိုးကြသွားအောင်လုပ်တာလဲဒီဒီ social media ပဲအဲ့ဒါကြောင့်မလို့လှူတဲ့အခါမှာလဲအများကြီးလိုအပ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့အဲဒီလိုမျိုးဟိုတွေ့တဲ့အခါလှူတဲ့အခါမျိုးတွေကြာရင်လည်းထင်းထင်းသိမ်းသိမ်းနဲ့လှူဖို့အတွက်ကျွန်မမေတ္တာရက်ခံနေပါတယ်ရှင်။ကျွန်မလည်းအခုလိမ့်စာစုံစမ်းနေရဆိုတော့လေစုံစမ်းလို့မရသေးဘူးเนาะ။ အဲ့ဒါလေးလာပြောတာပါတကယ်လို့သိရင်ကျမကိုတစ်ချက်လောက်ကူညီပေးကြပါလို့တကယ်လို့လှူခြင်းနဲ့လူပါညာရှိတယ်ဆိုလို့ရှင်ကျမကိုလာပြီးဆက်သွယ်လို့ရတယ်ကျမအလှရှင်အဲရှိတယ်ဆိုရင်တော့ကျမသိရတယ်ဆိုလို့ရှင်အတိအကျပါတော့နာမည်နဲ့လှူပေးလို့ရပါတယ်ဒီမှာပြရတဲ့ပုံမှာပြရတဲ့ဒီပေါ့နော်ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲပေါ့နော်ကျွန်တော်လည်းလောလောဆယ်ဟိုဒီအသိဘက်ရောက်နေလို့ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲဆိုတာလေးကိုဟိုသိကျင်တယ်ပေါ့နော်ကျွန်တော်ကိုကျွန်တော်ရဲ့ဒီညီကိုလေးကနေပြီးတော့လာပြီးတော့ဒီတည်င်းလေးကိုမေးတယ်ဗျမေးတော့ကျွန်တော်ကလည်း အခုကလိုင်သားမှမရှိတော့လိုင်သားလို့တော့ပြောတယ်ကျွန်တော်ဒီဒီသားမီးရဲ့အခြေအနေလေးရဒီသားမီးလက်ရှိရလွတ်သွားတာလားဒါမှမဟုတ်သူတို့အေးယူထားတာလားဒါမှမဟုတ်ဒီဆိုင်ရောဘယ်နေရာလေးလဲဒီဖြစ်စဉ်ကဘယ်နားလေးမှာဖြစ်တာလဲဆိုတာလေးကိုသိတဲ့ညီကိုတွေမောင်မားတွေရှိလို့ရှိရင်ကျွန်တော်တစ်ချက်လောက်အဲ့ဒါလေးပြောပြပါအောင်လို့ဒီကလေးတွေဒီမိသားစုဒီသားမီးရဲ့လိပ်စာကိုသိလို့ရှိရင်လည်းနေရာကိုသိရင်လည်းကျွန်တော်တစ်ချက်လောက်နော်ချက်ပေါက်ကနေပဲဖြစ်ဖြစ်အဲကျွန်တော်ဒီပေါ့နော်ဖုန်းသက်ပြီးပဲဖြစ်ဖြစ်မက်ဆေ့ချ်ပဲဖြစ်ဖြစ်ဗိုက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တစ်ချက်လောက် အကူညီပြီးပြောပေးပါအောင်လို့ဘာဖြစ်လို့လဲဆိုတော့ဟိုဟိုဒီဖြစ်စဉ်ကတော့သူကတော့ဟုတ်ပြီသူခိုးတာကတော့သူခိုးတယ်ပေါ့နော်ကျွန်တော်တို့မြင်တာကတော့သူခိုးတယ်လို့ထင်တာပေါ့ခိုးတယ်ဒီလိုရိုင်းတဲ့နှိပ်စက်ညင်ပန်းတာကြတော့ဟိုအများအပြည်သူအနေနဲ့ကတော့အဆင်မပြေဘူးပေါ့လေအဲကျွန်တော်တို့အဲ့တော့ဟုတ်တယ်နော်သူဒီဟုတ်တယ်သူ့ဘက်ကမားခဲ့တယ်မှန်တယ်ဒါပေမဲ့ဒီလိုကြီးညင်ပန်းနှိပ်စက် တိုင်ဒီမှာခြီတာမျိုးတို့ဘောနော်ဟိုရိုက်တာတော့မျက်မျက်နာလေးကြီးပဲရိုက်တာဟိုဒါရိုက်တဲ့လူကိုလည်းကျွန်တော်ကဒါအပြစ်ပြောဖို့အရေးယူဟိုကျွန်တော်တို့ကသူ့ကိုဒုက္ခပေးဖို့လည်းကျွန်တော်တို့မရှိဘူးเนาะဒါကသူ့ကိစ္စအတူကြောင်းသူဖြစ်တဲ့ပြဿနာကိုသူရှင်းရမှာကျွန်တော်တို့ကြတော့ဒီတာမီရဲ့အခြေအနေလေးကိုကျွန်တော်တို့သိကျင်တယ်ကျွန်တော်တို့တတ်နိုင်ရင်တတ်နိုင်တဲ့ဟာလေးကိုကူညီကျင်တယ်ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ဘောနော်ဒီတာမီ နေတဲ့လိပ်စာလေးရေပေါ်တော့လက်ရှိအခြေအနေလေးပေါ့လေလက်ရှိအခြေအနေလေးဒီသားမီးကလွတ်သွားတာလားဒါမှမဟုတ်ဒါမှမဟုတ်ပေါ့နော်အဲဒီသားမီးဒီသားမီးလေးကအခုအေးအေးယူခံရတာလားဒါမှမဟုတ်သူတို့အိမ်မှာရှိနေတာလားပေါ့နော်ရှိနေတယ်ဆိုလို့ရှိရင်လည်းသူတို့အိမ်လိပ်စာလေးကိုသိကျင်တယ်အေးအေးယူခံရတယ်ဆိုရင်လည်းကျွန်တော်တို့ဒီသူတို့ကဘယ်မှာရှိလဲဘယ်မှာအေးအေးယူခံရလဲဒါမှမဟုတ်ဒီဖြစ်စဉ်ဖြစ်သွားတဲ့အဓိကဖြစ်စဉ်ဖြစ်သွားတဲ့နေရာလေးကဘယ်နေရာလဲနဲ့နောက်သူတို့ ဒီသားမိနေတဲ့နေရာလေးကဘယ်နေရာလဲဆိုတာလေးကိုကျွန်တော်ဟိုအဓိကသိချင်တာပေါ့နော်အခုမနေ့ပြန်ကြလို့ရှိရင်တော့ကျွန်တော်ဒီရန်ကုန်ပြန်ရောက်မှာပေါ့ရန်ကုန်ပြန်ရောက်တဲ့ခါကျလို့ရှိရင်အဲ့ဒီကိစ္စလေးကိုကျွန်တော်အတက်နိုင်ဆုံးဟိုကိုတက်နိုင်တဲ့ဘက်ကနေပဲကျွန်တော်ကူညီခြင်းနဲ့ပေါ့နော်ဘာကူညီလို့ရမလဲပေါ့ဘာကူညီလို့ရမလဲပေါ့ဒါဟိုဒီရိုင်းနဲ့နှိမ့်ဆက်ပြီးတော့ဒီလောက်တဲ့လူတွေကိုလည်းကျွန်တော်ကအပြစ်ပြောတာမဟုတ်ဘူးပေါ့နော်အဲသူတို့အပြစ်ရှိတယ်ဆိုရင်သူတို့အပြစ်ကိုသူတို့ကသူတို့အရှင်းရမှာအဲကျွန်တော်ကတော့ ကျွန်တော်ကဟိုမကူညီနိုင်လဲဆိုတာပဲကျွန်တော်ကကူညီနေတာเนาะအခုကျွန်တော်ရဲ့ညီကိုတွေကျွန်တော်တငယ်ချင်းတွေကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့เนาะတချို့ဟိုဆရာဝန်တွေဆရာဝန်ကြီးတွေလည်းကျွန်တော်လမ်းဆက်တာရှိတယ်ဗျတချို့အမှုပညာရှင်တွေလည်းကျွန်တော်လမ်းဆက်တာရှိတယ်ဒီတားမိကိုဟိုအခြေအနေလေးကိုသိနေတာပေါ့เนาะဟုတ်ကဲ့ပါကျွန်တော်အသိတစ်ချက်လောက်ဟိုအမြန်လေးပြန်ပြီးတော့ဟိုဆက်သွယ်ပေးစီခြင်းပါတယ်ကျွန်တော်ပြောပြပေးစီခြင်းပါတယ်ဗျကျေးဇူးတင်ပါတယ်တို့ကတငယ်ချင်းတို့ကြီးမင်္ဂလာပါအမစကားလေးနည်းနည်းပြောခြင်းလို့ မနက်ကမြင်ရတယ်မြင်ခွင့်ရမြင်ခွင့်မလှအောင်နော်တခိုးမိတယ်ဒီမိန်းမရိုက်တယ်အမအပြစ်မပြောဩသူပြစ်စီခိုးလို့သူရိုက်တာဟုတ်ကဲ့ရိုက်ပြီးတတ်ဆိုင်အောင်အကြောင်းကြားအဲ့လားကျမဆိုင်မှာဝင်ခိုးလို့ကျမဒီမိန်းမကိုကျမစိုက်လိုက်မှမှနဲ့ကျမလုံမိတယ်ရိုက်မိတယ်တခိုးသည်သူခိုးတယ်မှန်ကန်တယ်သူကလည်းပြောတယ်ခလေးစေဖို့မရှိလို့သူလောက်တယ် က်ဆိုင်ရာအဖွဲ့အစည်းတွေသူ့လာခေါ်ဝါလိုက်မယ်အရေးယူပါမယ်နေရာလည်းမကျင့်နိုင်ရင်တက်ဆိုင်ရာအဖွဲ့အစည်းတွေကျွန်မပစ္စည်းပါခိုးတယ်ဒီတစ်ခါတော့တိုင်ချက်ဖွင့်ဟုတ်တယ်နော်နေအခုရိုက်နေတာကြီးကမြင်ကွင်းတိတ်မလှအောင်မြင်လို့ကြိလို့လည်းမကောင်းမှန်တယ်နော်စိတ်ထားလည်းမကောင်းအဲ့လောက်ကြီးမလောက်ပါနဲ့ငါတခေါက်ဘက်ကနားလို့ပြောတာမဟုတ်ဘူးနော်နေမတရားလုပ်နေတာကိုငါမြင်လို့ပြောတာတိလားဟက်ကောင်မကြီးရဲ့လူဘာတိတ်မဝနဲ့ကောင်မကြီးအဲ့လောက်ပဲငါပြောမယ်အခုကကြည့်ရတာလည်းမသက်သာဘူးခိုးတဲ့မိန်းမက အသက်လည်းကြီးပါပြီနော်ခလေးကိုခြိထားတယ်သူစားစရာမရှိလို့တဲ့နေလည်းမကောင်းလို့တဲ့နော်ကျမနဲ့လည်းအမျိုးမတော်ဘူးကျမအမျိုးလည်းမဟုတ်ဘူးကျမမိတ်ဆွေလည်းမဟုတ်ဘူးဒါပေမဲ့ရိုက်လိုက်တဲ့ညီမရဲ့နော်စပင်းမွေးရို့ဒီလိုစောက်ဆွဲညီမပါးတွေလည်းရိုက်တယ်နော်ပြီးတော့စဉ်းစားကြည့်ညီမပြောတဲ့စကားလုံးတွေရလေအမားတို့ကြည်နေတဲ့သူတွေတော့မှဓာတ်မခံနိုင်ဘူးလူတယောက်ကိုညီမခိုးမှုကခိုးမှုပါပဲညီမရဲ့နော် က်ဆိုင်ရာတွေကိုတိုင်လိုက်ပါနော်ဟုတ်ကဲ့ပါမြူရီမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုထဲမှာဆိုလို့ရှင်နော်ဒီအကိုရီအမတွေပြောသားတယ်လို့ပဲပေါ့နော်စိုင်ပိုင်ရှင်အနေနဲ့ကိုယ့်ရဲ့ပစ္စည်းကိုခိုးတာတည်ချလို့ရှင်နော်ဒီသက်ဆိုင်ရာကိုတိုင်ချပြီးတော့တိတိရရအေးအေးယူတင်နေပေါ့နော်ဒီလိုမျိုးတွေကိုထိလက်ရောက်ကျွတ်လို့နဲ့အပြင်မှာလိုင်းပေါ်တင်ပြီးတော့အဆက်ခွဲတယ်ပေါ့နော်ဒီမြင်ကွင်းကတော်တော်လေးနဲ့စိတ်မကောင်းစရာကောင်းနေရှိဒါကြောင့်မလို့လှိုင်းသားရကိုကြီးအပါဝင်အခြားဆက်လီအကိုအမတွေကလည်းဒီသားမိလေးကိုတနာပြီးတော့လှူဒန်းပေးခြင်းနဲ့ဆိုပြီးတော့ပြပြလာတာပေါ့နော် ဒီသားမိကိုအခုချိန်ဒီဆက်သွယ်လို့မရသေးဘူးပေါ့နော်ဒီအေးယူခံထားရလားဒီလွတ်သွားလားဘယ်မှနေလဲဆိုတာကိုလည်းမသိသေးလို့ဒီအကိုအမကြီးကနေပြီးတော့လက်စာလေးတွေတောင်းနေရပဲဖြစ်ပါရဲ့ရှင့်ဆိုင်ပန်ရှင်အနေနဲ့ကတော့ဒီကိုယ့်ရဲ့ပစ္စည်းခိုးတာတေချာလို့ရှိရင်တိုင်ကြတဲ့နေပေါ့နော်ဒီလိုမျိုးကိုထိလက်ရောက်တွေလုတော့အဲသူ့ကိုပါအမှုပတ်စီတယ်ပေါ့နော်အဲဒီ line ပေါ်မှာလည်းလူဆဲများနေတယ်ပေါ့နော်ဒါလေးကတော့သင်္ကန်းစာယူစီရပဲရှင့်ဒီတခိုးတွေအနေနဲ့ကလည်းအဲဒီလိုမျိုးခြေစော့လက်စော့တွေမလုတင်ဘူးဒီဆိုင်ပန်ရှင်အနေနဲ့ကလည်းဒီလိုမျိုးလာခိုးတဲ့သူတွေရှိလို့ရှိရင်ကိုယ့်ထိလက်ရောက်တွေမကျွလွန်တင်ဘူးပေါ့နော်ကြိ တဲ့အမျိုးတွေနဲ့ဘူးသူလာတင်ကစားတစုံတရရလိုက်မယ်လို့လည်းမျှလင့်ပါရရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မှာ comment တွေရေးခဲ့ပြီးလို့ရပါရရှင်မွေးရဲ့ဗီဒီယိုလေးကိုစောင့်တိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမွေးဆက်လီတဲ့နေဘူးသူတရရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးတတ်မှာမွေးရဲ့ channel လေးကို like subscribe နဲ့တပ်ပြီးတော့ subscribe ပါရရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတား